စီပညာရေးပင်မတပိတ်စကြောင်းကဖန်ဆီးခင်ចောင်းသားတွေနဲ့ဝင်းရံပြည်သူတွေကို ဖေဖော်ဝါရီလ၂ရက်နေ့ကတရားဝင်တရားရုံးမှာရုံးထုတ်ခဲ့ပါတယ်ကျောင်းသားတွေရဲ့အကျိုးဆောင်ရှိနေဦးရောဘတ်ဆန်းအောင်ကအခုဖွင့်ထားတဲ့အမှုကဥပဒေနဲ့အညီဖွင့်ထားတဲ့အမှုမဟုတ်တဲ့အတွက်အမှုကိုပြည်မှုဆိုင်ရာကျင့်သုံးဥပဒေ494အရာဂုံတိတ်ခါရှိစွာပြန်လည်ရုပ်သိမ်းတာကပိုကောင်းချောင်းပြောကြားခဲ့ပါတယ်။အမှုကဥပဒေနဲ့မညီတဲ့အပြင်ကျောင်းသားတွေရရှိတဲ့ဒဏ်ရာတွေကိုလည်းလွတ်လပ်စွာဆေးမကုရတာ အလုံးအကန့်ပြတ်တာတွေဖြစ်စီတဲ့အတွက်အမှုကိုရုတ်သိမ်းတာပိုကောင်းကြောင်းတရားလွှတ်တော်ရှိနေဦးရောဘတ်ဆန်အောင်ကအခုလိုပြောပါတယ်လူတယောက်နှစ်ယောက်မဟုတ်ဘူးဗျာလူပေါင်းတရားကျော်ကိုဘာဝရမ်းမှမပါဘဲနဲ့ထောင်ကလက်ကန်နေတယ်ဆိုတော့ထောင်ကဥပဒေချိုးပေါက်တာရဲကလည်းဥပဒေကိုချိုးပေါက်တာတခြားမလို့လေပထမကျင်းတက်တန်းကအမျိုးသားလွှတ်တော်ဥက္ကရာဥက္ကရာမြတ်အစိုးရဘက်က မားတယ်သဘောတူချက်ကိုဖောက်ပြတယ်လို့ပြောခြင်းဟာအခြေမြင့်မဲ့ပြောခြင်းမဟုတ်ဘူးအခုကဥပဒေနဲ့အညီဖွင့်တဲ့အမှုမဟုတ်ဘဲနဲ့ကျောင်းသားတွေကရရှိတဲ့ဒဏ်ရာတွေကိုလည်းလွတ်လွတ်လပ်လပ်စေမကုနိုင်နော်အလုတ်ပြက်အကင်ပြက်နဲ့မိဘတွေကလည်းစိတ်ဆင်းရဲခြင်းကြီးစွာနဲ့လာနေရတယ်အဲ့ဒီလိုအခြေအနေမျိုးတွေကိုကုံဆုံးစေဖို့ဆိုရင်အစိုးရကဒီဟာကို ပြည်မှုဆိုင်ကျင့်တုံးမှုတွေပုံမှန်494ရာရိုးသိမ်းလို့ရတယ်။ဆယ်လကျော်ကြာတရားရင်ဆိုင်နေရဆဲဖြစ်တဲ့ဒီအမှုဟာလက်ရှိမှာတရားလိုပြတက်တူ40ကျော်အနက်အရင်ဘက်ကစစ်ဆေးခဲ့တဲ့ရဲအုပ်တအုပ်ကိုဆက်လက်စစ်ဆေးနေဆဲဖြစ်ပါတယ်။လက်ရှိမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာတိုင်းပြည်တိုးတက်ရေးကိုအခက်အခဲဖြစ်စေတဲ့ဥပဒေတွေကိုပြင်ဆင်ပယ်ဖြတ်ဖို့ ြည်သူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ပြည်တွင်းငင်းချမ်းရေးကိစ္စနဲ့အကျဉ်းထောင်တွေအတွင်နိုင်ငံရေးအကျဉ်းသားတွေမရှိစေဖို့ဆောင်ရွက်ဖို့လိုတယ်လို့တန်းစီခံចောင်းသားတွေကသူတို့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။ပြောတဲ့လက်ထက်မှာတော့ဟိုအဓိကအရေးကြီးဆုံးကငင်းချမ်းရေးကိစ္စနောက်ဒီနောက်အရေးကြီးဆုံးကတော့အခြေခံဥပဒေမှာပါတဲ့ဟိုအခြေခံဥပဒေကိစ္စပေါ့လေအခြေခံဥပဒေမှာပါတဲ့ဒီလူ့ခွင့်နဲ့မညီတဲ့ဥပဒေတွေကိုပြန်ပြီးပြင်ဆင်ဖို့ဒါလည်းအရေးကြီးရယ်နောက်တစ်ခုက နိုင်ငံချင်းသားတွေဒီဒါမဲ့အစိုးရ၅နှစ်တာကာလအတွင်းမှာအဲအချင်းတော်ဝင်မှာနိုင်ငံလုံးအချင်းတော်ဝင်မှာနိုင်ငံချင်းသားတယောက်မှမရှိရတဲ့အရေးကြီးတယ်နိုင်ငံချင်းသားရှိတယ်ဆိုတော့ကဟိုဒီမိုကရေစီစနစ်အစစ်မှမဟုတ်သေးဘူးဆိုရဲပြယုတ်ဖြစ်နေတယ်အဲပြယုတ်ကိုလည်းဖျက်ပစ်ဖို့လိုတယ်ဆိုဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့အစိုးရအဖြစ်ပြည်သူတွေကဟိုယုံကြည်လို့ရောတင်မှောက်တာဖြစ်တဲ့ဒီဒီကိစ္စတွေကတော့ရှင်းပြရမယ်ထင်ပါတယ်အရင်အရေးကြီးဆုံးဖြေရှင်းရမယ်ပြဿနာတွေ လွတ်တော်အတိတ်စပြီးတော့ဖြစ်ပေါ်လာတဲ့အခါမှာကျမတို့တချို့လွတ်တော်မှာအရင်အခုလောလောဆယ်တော့ဒါဆိုရအတိတ်တော့မဟုတ်သေးဘူးပေါ့နော်လွတ်တော်အတိတ်ကတော့စပြီးတော့တည်လာပြီလွတ်တော်လွတ်တော်အတိတ်ကတော့ဟိုတချို့ဒီအရေးကြီးတဲ့ဥပဒေအခုလွတ်တော်ကတော့ဥပဒေရရဟိုပြင်ဆင်ရေးဆွဲမဲ့သူတွေဖြစ်တဲ့အတွက်ကျမတို့တိုင်းပြည်မှာတကယ်ကိုအတိုင်းပြည်တို့တက်ရတို့တက်အကြောင်းဆိုအခက်အနအတားအဆီးအခက်ခဲဖြစ်နေတဲ့ဥပဒေတွေနောက်လူခွင့်ရေးကိုအအနေနဲ့အနောက်ချက်ပေးနေတဲ့ဥပဒေတွေကိုဒါဟိုပက်ဖြတ်တာမျိုးပြင်ဆင်တာမျိုးအဓိကလုပ်ဖို့တော့အရေးကြီးပါတယ်။နောက်အစိုးရကတက်လာတဲ့အခါမှာလေ ည်းတကယ်ကိုတိုင်းပြည်အတွက်အရေးကြီးတဲ့ဟိုအဲပြည်သူပြည်သားတွေရဲ့လိုလားချက်တွေကိုဖြည့်ဆည်းပေးဖို့လိုပါတယ်။ဟိုကျွန်တော်တို့ဆိုရင်လက်ရှိဥဒိသေအစိုးရကနှစ်လတာတက်တန်းကြံခဲ့တဲ့အတော်အတွင်းမှာကိုကျွန်တော်တို့အခုဟိုလက်တလောဖြစ်ဖြစ်ခဲ့တဲ့ဒီမှာကျူကျော်တွေကိုပေါ့နော်ကျူကျော်တဲ့တွေကိုအာစောင်းရင်းချင်းချင်းစီစီထဲမှာဖြည့်ဆည်းရတဲ့အတွက်ကြောင့်မို့လို့ဒါသူတို့တွေရဲ့ဟိုကျန်းမာရေးတွေနေထိုင်ရေးပြဿနာတွေတက်ကြီးလွယ်မှုတွေပါမယ်။နောက်ကျောင်းသားကျောင်းသူတွေပါမယ်။ဒါရေရှည်ပြဿနာတက်နိုင်တဲ့ကိစ္စမျိုးတွေကိုဒါမဖြစ်မနေဟိုဖွတ်တော်ကနေပြီးတော့အစိုးရတက်ကနေပြီးတော့ဖြည့်ရှင်းပေးဖို့လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။ ဒီမိုကရေစီပညာရေးတပိတ်စစ်ကြောင်းကចောင်းသားတွေနဲ့ဝင်းရံသူ80ကိုပြည်မှုဆိုင်ရာဥပဒေပုံမှန်143 145 143 332နဲ့905ခါခွေတို့နဲ့တရားဝင်မျိုးနဲ့တရားရုံးမှာတရားစွဲဆိုထားတာဖြစ်ပါတယ်။